မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာအဆောက်အုံတွေတိစောက်မယ်ဆိုရင်ငလင်ပြင်းအရှိအစင်ကိုခံနိုင်ရမယ်ဆိုတဲ့အကြဖတ်မင်းအွန်လိုင်းရဲ့ညွှန်ကြားချက်ကြောင့်ရန်ကုန်မြို့ကဆောက်လုပ်ရေးလုပ်ငန်းအများစုရပ်ဆိုင်ထားရပြီးစီပင်အတွက်လှုပ်ရှားဝင်ကြီးဖြစ်နေတယ်ဆိုပါတယ် ပဲခူးတိုင်းဖြူးမြို့နယ်ကဂျပန်စကောင်စီတပ်ရဲ့ဇေယဝရီမြို့ရဲစခန်းအပါဝင်စစ်တပ်နေရာ6ခုကိုတော်လှန်ရေးတပ်တွေကတပြိုင်နက်တည်းစီးနှင်တိုက်ခိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးတိတ်ကုန်ကြသလိုဘူတာယုံတဲ့ကတပ်သားတွေဆိုရင်အကုန်လုံးထွက်ပြေးသွားကြပြီးတနက်တလက်ကိုလည်းသိမ်းဆီးရရှိခဲ့သေးတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမစုတ်တက်ဆက်ပေးခြင်းတဲ့တရင်ကတော့ မြန်မာနိုင်ငံမှာအဆောက်အုံတွေတိစောက်မယ်ဆိုရင်ငလင်ပြင်းအား၈အဆင့်ကိုခံနိုင်ရမယ်ဆိုတဲ့အကြက်ဖက်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်ကြောင့်ရန်ကုန်မြို့ကဆောက်လုပ်ရေးလုပ်ငန်းအများစုရပ်ဆိုင်းထားရပြီးစီပင်းအတွက်လှုပ်ရှား권ကြီးဖြစ်နေတယ်လို့ရန်ကုန်မြို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာကြီးမားပြင်းထန်တဲ့ငလင်ကြီးလှုပ်ကပ်သွားပြီးတဲ့နောက်အဆောက်အုံတိုက်တာပေါင်းများစွာပြိုကျမှုတွေဖြစ်ပွားခဲ့တဲ့အတွက်အကြမ်းဖက်မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာအဆောက်အုံတွေတိဆောက်မယ်ဆိုရင်ငလင်ပြင်းအားရှစ်အဆင့်ကိုခံနိုင်ရမယ်ဆိုပြီးညွှန်ကြားထားပြန်တယ်ဆိုပါတယ်။အဲဒီလိုအချက်ဖတ်မင်းအွန်လိုင်းရဲ့ညွှန်ကြားချက်ကြောင့်လက်ရှိရန်ကုန်မြို့မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာမေလဇန်းပိုင်းကစပြီးရန်နာထားရတယ်လို့မင်းအွန်လိုင်းရဲ့ညွှန်ကြားချက်ဟာလက်တွေ့မကျပဲငလင်ပြင်းအားရှစ်အဆင့်အထိခံနိုင်ရရှိရမယ်ဆိုတာဟာတကယ်တမ်းကသူတို့တင်သွင်းနေတဲ့တန်ကြောင်းနဲ့ပြည်လက်မြေတွေကအရေးသွေးမပြည့်မီပဲ အဓိကဆောက်လုပ်ရေးလုပ်ငန်းတွေမှာတန်ကြောင်ဘီလက်မီနဲ့အောက်ရေးအတွေ့ပြည့်မီဖို့အရေးကြီးတာဖြစ်တယ်လို့လည်းဆောက်လုပ်ရေးလုပ်ငန်းရှင်ကရှင်းပြထားပါတယ်။လက်ရှိမှာတော့အချက်ဖတ်မင်းအောင်လိုင်းရဲ့လက်တွေ့မကျတဲ့ညွန်ကြားချက်ကြောင့်ပဲရန်ကုန်မြို့ကဆောက်လုပ်ရေးလုပ်ငန်းအများစုဟာရပ်ဆိုင်းထားရတယ်လို့သူတို့စစ်တပ်လက်အောက်ခံစီပင်ကူကဆောက်လက်ဆတဝက်တပြက်လုပ်ငန်းတွေရောမဆောက်ရသေးတဲ့လုပ်ငန်းတွေပါငလင်ပြင်းအားရှစ်အဆင့်ခန်းတိုင်းမခန်းတိုင်းအကုန်ပြတ်စစ်မယ်ဆိုပြီးရက်ခိုင်းထားတဲ့အတွက်တချို့ဆော့လက်ဆလုပ်ငန်းအသေးတွေကတော့ လုပ်ငန်းရထားရင်မကိုက်တဲ့အတွက်စီပင်ကိုလက်ထိုးရတဲ့အခြေအနေတွေဖြစ်လာပြီးစီပင်ကလည်းပုံစံမျိုးစုံနဲ့လုပ်ငန်းရှင်တွေစီကနေငွေညှစ်တာတွေလုပ်နေတာကြောင့်ရန်ကုန်စီပင်အဖွဲ့အတွက်ကတော့လှုပ်ရှားခွင့်ကြီးဖြစ်နေပြန်တယ်လို့ရန်ကုန်မြို့ဆက်လို့ရေးလုပ်ငန်းရှင်တချို့ကပြောထားပါတယ်ခင်ဗျာ။ က်မှာတော့ပဲခူးတိုင်းဖြူးမြို့နယ်ကဂျပန်စစ်ကောင်စီတပ်ရဲ့ဇေယရီမြို့ရဲစခန်းအပါဝင်စစ်တပ်နေရာ6ခုကိုတော်လိုင်းတပ်တွေကတပြိုင်တည်းစီးနင်းတိုက်ခိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးတိတ်ကုန်ကြသလိုဘူတာယုံတဲ့ကတပ်သားတွေဆိုအကုန်လုံးထွက်ပြေးသွားကြပြီးတနက်တလက်လဲတင်းစီရရှိခဲ့သေးတယ်လို့ဖြူးမြို့နယ်ပကပကပြောပါတယ်ရောင်ခစ်တကရရှိထားတဲ့ဗီဒီယိုဖိုင်ထဲမှာလဲစစ်တပ်စခန်းတွေတဲ့အထိတော်လိုင်းတပ်တွေဝင်ရောက်စီးနင်းနိုင်ခဲ့တာကိုတွေ့ရသလို့ ဘူဒါယုံဝင်တန်းအင်ယာဒက်ကိုလည်းစစ်ကောင်စီတပ်သားတွေပုံခိုနေတာရှိမရှိဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ25ရက်နေ့ကပဲမကိုးတိုင်းဖြူမျိုးနယ်ကဂျပန်စစ်ကောင်စီတပ်ရဲ့တရားရုံးရှိဇယရီမျိုးရဲစခန်းဘူဒါယုံတို့အပါအဝင်စစ်တပ်နေရာ6ခုကိုတော်လှန်ရေးတပ်တွေကဓပြိုင်နက်ထဲဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့စစ်ကောင်စီတပ်သား၄ဦးကတော့အတိအသေးတေကုန်ကြတယ်လို့ဘူဒါယုံတဲ့ကတပ်သားတွေဆိုရင်အကုန်လုံးထွက်ပြေးသွားကြပြီး တနတ်တလက်လက်သိသိရရှိခဲ့သေးတယ်လို့ဖြူးမြုံနဲ့ပကပကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းပတ်စစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးပြီးစစ်သားတဲ့အဖြစ်ရှေ့တန်းအပုတ်ခံရတဲ့လှိုင်းသားရမြို့နယ်နဲ့မြသားမြို့နယ်ကစုံရံတပ်သားတဲ့နှစ်ဦးဟာတော်လိုင်းတရစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ဟိုမလင်းမြို့နယ်ပကပရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဇော်လ25ရက်နေ့ကပဲ စကိုင်းတိုင်းကရှေတန်းစစ်မြေပြင်ကိုအပုတ်ခံထားရတဲ့စစ်မှုထမ်းတပ်သားတင်နှစ်ဦးဟာဟ ோம் လင်းမြို့နယ်ပကပတပ်ဖွဲ့စီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတင်နှစ်ဦးဟာရန်ကုန်မြို့လှိုင်းတိုင်းရမြို့နယ်ကနေပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်နဲ့မြစ်သားမြို့နယ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီတပ်သားတင်နှစ်ဦးစလုံးကိုတော်လိုင်းရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားဆောက်ရှောက်ပေးထားပါတယ်လို့လေဟ ோம் လင်းမြို့နယ်ပကပရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ဘကိုးတိုင်းတောင်ကူမြို့နယ်မှာရှိတယ်။ခပေါင်းဂိတ်စစ်တောင်းတဒါဂိတ်နဲ့လေးမိုင်စစ်စေးရေးဂိတ်တွေမှာအချက်ဖက်စကောင်စီတက်ရဲ့ဘူကြီးဖြိုးဝေဝဲဘူကြီးဇော်မင်းထိုက်နဲ့စစ်အရာရှိတွေဥဆောင်ပြီးပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရမ်းပြီးတော့စက်ကြေးကောက်နေကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။တရှိတောင်ကူမြို့လုံကျုံရေးအတွက်ဆိုပြီးစကောင်စီကမြို့ဝင်အထွတ်တွေနဲ့လမ်းတွေမှာစစ်စေးရေးဂိတ်တွေချခိုင်းထားပြီးတော့အဲ့ဒီစစ်စေးရေးဂိတ်တွေမှာ သူတို့စစ်တပ်ရဲ့ဗိုလ်ကြီးအဆင့်ရှိတဲ့အရာရှိတွေကိုကြိကြက်ခိုင်းထားတယ်ဆိုပါတယ်။အဲ့ဒီတဲကမှာတောင်ကုန်မြို့ရဲ့ကပောင်း gate စစ်တောင်းတဒါ gate နဲ့လေးမိုင်စစ်စေးရေး gate တွေမှာဆိုရင်ဂျပန်စစ်ကောင်စီတပ်ရဲ့ဗိုလ်ကြီးဖြိုးဝေဝင့်ဗိုလ်ကြီးဇော်မင်းထိုက်နေစစ်အရာရှိတွေဥဆောင်ပြီး gate ကဖြတ်တန်းသမျှကားတွေဆိုင်ကယ်တွေအပါဝင်ပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရနေပြီး ကုန်ကားနဲ့ဆိုင်ကယ်တွေကတဲ့လာတဲ့ပစ္စည်းတွေကိုလည်းကုန်ပစ္စည်းပေါ်မူတည်ပြီးတော့ငွေကျပ်တောင်းကနက်ကနေသိန်းကနက်အထိအတင်းအဓမ္မစက်ချေးကောက်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပကိုးတိုင်းကမဲလာမြို့နယ်ငလာစန်းချေရွာသားကိုတန်းစော်ဝင်းဆိုသူကိုအချက်ဖက်စကောင်စီတပ်ကဖမ်းဆီးတပ်ဖြတ်လိုက်ပြီး ရုပ်လောင်းကိုဘုံကိုကျင်းနဲ့စွန့်ပစ်ခဲ့တယ်လို့တပတ်ကကြွယ်မကန်းကြေးရောက်ကလည်းထပ်မံမိရှုဖြစ်စည်းနေတယ်လို့ဒီသာတွင်သတင်းရင်းမြစ်ကရေကုန်ခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ23ရက်နေ့ကပဲမင်းလာမြို့နယ်ငလာဆန်းကျေးရွာကိုရောက်လာတဲ့အချက်ပစစ်ကောင်စီတပ်သားတွေဟာကျေးရွာထဲကထွက်ပြေးလို့မလွတ်တဲ့စိတ်ဝေဒနာခံစားနေရသူကိုတန်းစော်ဝင်းဆိုသူကိုဖမ်းဆီးတပ်ဖြတ်လိုက်ကြတယ်ဆိုပါတယ်အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေဟာကိုတန်းစော်ဝင်းရဲ့ရုပ်လောင်းကိုဘုံခုကျင်းနဲ့ဆုံးဖြတ်ထားခဲ့တာကိုဒေသခံတွေကရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောထားပြီးတစ်ဖက်မှာလည်းဒီကနေ့ဇွန်လ26ရက်နေ့မနက်ပိုင်းမှာပဲအချက်ဖတ်စစ်ကောင်စီတပ်ကကျွဲမကိုင်းခြေရွာကိုဝင်းရောက်မိရှုဖျက်ဆီးခဲ့ပြန်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်က ပြောထားပါတယ်ခင်ဗျာ ဖက်မှာလေမန္တလေးတိုင်းညောင်ဦးမြို့နယ်မှာအချက်ဖက်စကောင်းစီတက်ကနေမြေရှင်းလင်းရေးခေါင်းစဉ်တက်ပြီးကျေးရွာတွေကိုဝင်ရောက်မိရှုဖျက်ဆီးနေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့ဇွန်လ23ရက်နေ့ကစပြီးအချက်ဖက်စကောင်းစီတက်ဟာညောင်ဦးမြို့နယ်ဒဲကိုနေမြေရှင်းလင်းရေးခေါင်းစဉ်နဲ့စစ်ကြောင်းတွေခွဲပြီးတော့ဝင်ရောက်လာတယ်ဆိုပါတယ်။အဲဒီနောက်စကောင်းစီတပ်သားတွေဟာရတပြည်သူတွေနေထိုင်ရာဈေးမကြီးကျေးရွာကိုဝင်ရောက်ပြီးသူတို့ရဲ့ထုံးစံအတိုင်းနေအိမ်တွေကိုအကြောင်းမဲ့မိရှုဖျက်ဆီးသွားကြတယ်လို့ လက်ရှိမှာတော့ဈေးမကြီးဈေးပြင်းပင်ရာတော့ကြီးဂျိုးကန်ကြောက်ကန်အပါဝင်ရွာပေါင်း20နီးပါးကပြည်သူတွေလဲဘေးလို့ရကိုတိတ်ရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ